ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ SC4 ထဲမှာအခုကတော့ eSport Award by LOD ရဲ့ The Best Commentator Awards မှာကျွန်တော်အနေနဲ့ nominee အနေနဲ့ပါဝင်ရပါပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဖုန်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ code-number က8012ပဲဖြစ်ပါတယ်โอเคအလုံးမဲ့မင်္ဂလာပါကျွန်တော်နာမည်ကတော့ Abel Lee ဖြစ်ပါတယ်ဆိုတော့ဒီလက်ရှိ LOD ရနေပြီးချင်းပါမယ် eSport Award by LOD မှာဆိုလို့ရှိရင်လည်းအာဒီ panelist host တော့ဒီရရဲ့ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်နေနေဒီ nominee ဝင်လာတဲ့ဒီ talent တွေလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကအားပေးနေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဒီ code number ကတော့80 3000ဖြစ်ပါတယ်ခင်ဗျာ ကိုကတော့ကျွန်တော်အနေနဲ့ဒါဂျန်ဂလာတွေပေါ့ဗျာဘလူဂျန်ဂလာတွေလဲဆိုတော့ဒါတော့တောင်းမှာကျွန်တော်ဒါရှင်းပြသွားမယ်ဒါမိုဘိုင်းဂျန်တင်းနေဂျန်ဂလာတွေကိုကျွန်တော်တိုင်လေးစီပြီးသွားမှာပဲဖြစ်ပါတယ်အဲကျွန်တော်ကက်ထဲကျွန်တော်ရဲ့လက်ထဲမှာတော့မာကက်တရတော့ရောက်နေပြီပေါ့ဗျာဂျင်းတော့ကတော့ဘယ်တော့ဒါယူရီဗျာယူရီယူရီကိုဘယ်နားမှာထိုင်ကြိုက်တယ်လက်ရှိကြိုက်တယ်ကြိုက်တယ်ယူရီကြိုက်တယ်อืมယူရီတော့ကျွန်တော် ethyl list ထဲမှာပဲအရင်ဆုံးထားအောင်မယ်ပေါ့ဗျာကျွန်တော်ပြီးမှလည်း range လေးတော့ပြန်လုပ်ထင်တယ်အဓိက urea ဒီ balanced မှာတော့ဆိုလို့ချင်းတော်တော်ကျန်းနေ player ပုံလင်းလင်းပြောရရင်ဗျာဒီ dark horse အတွင်ပြောင်းနေတဲ့အချိန်ဒီမှာ urea အခန်းကဏ္ဍအရင်ကြီးကြီးနေတယ်ပါခါ EM ကိုရောက်ရှိသွားတဲ့အချိန်ဒီမှာလည်းဒီသူ့ရဲ့ performance ကလုတ်ပြနေတော့မယ်ဒီကလို fan ဒီ by ဆော့ပြတဲ့ပိုင်းနေရှိတယ်လို့ functional ဖြစ်တယ် ပြီးတော့ကျွန်တော်သူ့ရဲ့ဒီလူငယ်ဖြစ်တဲ့ယူဖြစ်တယ်ဆိုပြီးခံစားချက်တွေသူ့စီမှာအပြေအဝရရတယ်။ဒါပေမဲ့ဂျာတော့လူမျိုး experience ဘိုင်းလေးလိုအပ်ချက်လေးရှိမယ်။ decision making လေးရှိမယ်တင်လို့ကျွန်တော်အထိုင်ရလေးဈေးမှာပဲဖနာထားလာတယ်ကွနော်။ပြီးတော့ကျွန်တော်ရဲ့လက်ရှိရတော့ဗျာကျွန်တော်ရဲ့ကျွန်တော်အတွက် the best jungler in Myanmar dance dance okay အဲ့ဒါစနေတော့အစနေရမလို့တော့ astyle ဒီ player ကဒီနေရာမှာရှိနေတယ်လို့ထင်။ဟိုဒီအခု MSS ဆော့နေတဲ့အချိန်လေးရှိရေပေါ့နော်။အဲ့ကာလတွေမှာ dance ရဲ့ ဒီ re power ရဲ့ damage calculation ပိုင်းနေ decision making လို့ micro macro ဆက်ရှင်းတဲ့ပွဲဆိုတော်တော်လေးသတိတတအောင်ပါဗျာနော်ဟုတ်တယ်တို့အတင်းကဘလို position မျိုးပဲဖြစ်ဖြစ်သူရအောင် retreat လုပ်နိုင်တယ်ပေါ့ဒါကတော့အဲ့လိုဂျန်လာတယောက်ရဲ့အရေးကြီးတဲ့မှာ re power တဲ့ skill ကလည်းတွတ်ရှုပ်လို့မရအဲ့မဲ့တခြားသောဟိုသူ့ရဲ့ decision making skill တွေက project နေတယ်မှာပါတယ်ပြီးတော့ experience ပိုင်းညာလည်းပြောရအောင်ဟို dash ကိုကျွန်တော်တို့အရင်တော့ကနေမတူတော့ဘူးဗျာတဖြည်းဖြည်းနဲ့အဲ့လို group ဖြစ်လာတဲ့ပုံစံကြီးကိုကျွန်တော်မြင်တွေ့ရတယ်ဟုတ်ကဲ့ တော့နောက်တစ်ယောက်ကတော့ခံမော့ဝါးအာကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ခံမူကြတော့ပြန်လာပြရတယ်ဟုတ်ပါဘူးဂက်စ်မှာတိုင်ငင်ရဆိုလို့ရှိရင်ကျွန်တော်အတွက် the best jungle ခံမင်းအဲ့ဒီ generation တွေပြောင်းလဲလာတဲ့အချိန်ကြီးပေါ့ဗျာဟုတ်တယ်အမေကန်ကကြားထဲမှာသူခဏတော့နားသွားတယ်ပေါ့ဗျာနားသွားတယ်ဆိုတော့ရှိလို့ရှိအောင်ပါပါသူရဲ့ join နေဒီကန်ဒီကန် join ရဲ့ join နေ fan ကြီးပါရှိလို့ရှိအောင်ပါပါကြားထဲမှာနားထားတယ်ဆိုရင်အချိန်ကြီးဆိုတော့ နည်းနည်းတော့ဒီစိတ်ကြတော့အိုးကန်းကလည်းတို့ပြန်ပြီးတော့ဖွဲ့ထားတာလည်းရေနဲ့မကြသေးဘူးဒါပေမဲ့အကောင်လုံးကလည်းတိတ်တိတ်ပေးရတယ်ပဲတော့ဘယ်လိုစဉ်းစားလဲစတီဟုတ်ဟုတ်ထဲထားလိုက်အောင်အောင်ကြတော့လက်ကီးပေါ့ဗျာလက်ကီးကတော့ဒီဒါပေမဲ့အနာဂတ်မှာကျွန်တော်စောင့်ကြည့်ရမယ့် player တွေမှာပါတယ်အခုလက်ရှိလည်းကျွန်တော် team 7နဲ့ adroli လုပ်ပြနေရပါဗျာအားလေးကြလာပြီအားလေးကြလာပြီအဲ့တော့လက်ရှိကတော့သူ့ရော italy team မှာပဲထဲထားခြင်းမှာဒီလေအဲ့တော့နောက်တစ်ယောက်ကတော့ခံပေါ့ဗျာ ဟို YGL လို့စားပြစ်လာတဲ့အချိန်ဒီမှာအဲ့လို channel player တွေအကုန်လုံးကလုံးဝ super star တွေကြာဒါပေမဲ့ Han ကဟုတ်တယ်ဟို Han နဲ့ Reason Leo နဲ့အဲ့အချိန်တုန်းကရှိခဲ့တယ်ကျွန်တော်ထင်ခဲ့တာ Reason Leo ကတော့မှ main line up တွေသွားမယ်ဘာညာပေါ့ဒါပေမဲ့ Han ကတော်တော်ကောင်းတယ် fan ီဆော့ခဲ့တဲ့အချိန်ဟို Jungle တယောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အကုန်လုံးက fan ီရဲ့ playing style နဲ့အရင်ဆုံးစပြီးကြာအဲ့လိုမျိုးပဲစပြီးနေတိုင်းရမယ်ပေတယ်သူကအဲ့လိုမျိုးဒီ fan ီပုံစံမျိုးတော့မှဖြစ်နေတာဟုတ်တယ်ဒါပေမဲ့ဂျားတဲ့မကြိုက်ဘူးလေကြိုက်တယ်တိုက်လို့ကြိုက်တယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့တိတ်ပြီးတော့ ပွဲတိုင်းတော့သိငြိမ်တယ်လို့တော့ခံစားရတာ feeling တော့ရှိတယ် consistency ပေါ့ဗျာအခုကျွန်တော်မြင်တွေ့ရတာလားအဲ regular season တွေမှာအဲ့လိုတောက်လျှောက်ဆော့နေပြီမဲ့ချိုးသောပွဲတွေမှာလည်းနည်းနည်းလေးသူရေကြီးနေတယ်ပေါ့ကိုကိုတိုင်းဘန်းနေဖြစ်နေတဲ့အရာမျိုးတွေတော့တဲ့မကိုကိုတိုင်းမြင်နေရတယ်လို့မျိုးခံစားခံစားတယ်ဟုတ်တယ်เออลาเม่นาแกมาတော့စောင့်ကြည့်ရမယ်ပလီယာညှော်လင်းရမယ်ပလီယာတယောက်ဖြစ်တယ်ပေါ့နော်အလက်ရှိကတော့ကျွန်တော်အီတလီစင်းပါပြီထဲထားပေါ့အဲတော့နောက်ထပ်ကျွန်တော်လက်ထက်မှာ၂ယောက်ပဲတော့ ညာလဲကြံတော့လူဖြစ်မယ်ထင်အဲနောက်တစ်ယောက်ကတော့ကျွန်တော်ရှီဇူးပဲဖြစ်ပါတယ်ရှီဇူးကလည်းအဲ့လိုတူတူပဲပေါ့နော်လက်ရှိမှာဒီခုနကတော့ဖာလာဒင်စီထွက်သွားတဲ့ယူရီရဲ့နေရာမှာသာရှီဇူးကဝင်ဖြစ်ရဲ့အဲစာပိုင်းမှာတော့အဲ့တို့ဒီသူတို့ဒီပြတ်ဒီ cross ကျွန်တော်ပြောတာ ਈ ပါနားထောင်ကြည့်ရတော့တော့ခြေစူးကသူတို့ ਨੇ ရောက်ရှိလာတဲ့အချိန်เนี่ยတော်တော်နေသေးတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ထိုင်ကြလာခြေစူးရဲ့ဘယ်လို power ပေါ့ဗျခြေစူးရဲ့အားတစ်ခုလည်းကျွန်တော်တဖြည်းဖြည်းနဲ့မြင်တွေ့ရတယ်အချင်းကြီးဝုံတိုင်းဆိုပြီးမှ channel player ထက်အခြေစူးကဟို future မှာကျွန်တော်တို့ဒါဟိုခုနကတော့ player တွေ chain game player တွေလိုပဲနည်းနည်းเนาะကျွန်တော်ကြည့်ရမယ် player တယောက်လိုမြင်နေအဲ့တော့ကျွန်တော်ရှီကူတော့ကျွန်တော်ဒီမှာပဲထားတယ်ရတော့လည်းဂျန်ငယ်လာတော်တော်များကလက်ရှိဒီဒီရောက်မှာဒုနေသားများငငယ်လေးတွေပဲလက်ရှိဒီ AI ကြီးမှာပါလဲ sorry SI မှာရွေးထားတယ်ကန်တယောက်လောက်ကလည်းလို့ရှင် channel ဒီလေးပေါ့ကလေးလေးတွေအမေကလက်ရှိဒီမှာလေးနောက်ဆုံးတယောက်ကကလေးလေးတော့မဟုတ်တော့ဟာဆိုတဲ့နည်းနည်းလူကြီးတော့ဖြစ်နေရှောင်းရံရှောင်းရံတော့ ဟိုပွင့်လင်းပြောတယ်ကြာတော့ကြာကြာပြီတော့ကြာနေပြီတော့ကြာနေဒါပေမဲ့ဟိုရှောင်းရံကအတင်းနဲ့ထက်သွားတဲ့ဘိုင်းဒီမှာဇီနိုနဲ့တောက်ပါခဲ့တဲ့အချိန်ရှိတယ်ဟုတ်ပြီးရင်အခုတော့ဇီနိုနဲ့တောက်သွားတယ်စတာဝိုင်းတို့ဘာလို့ကနေဆင်းသက်လာခဲ့အဆင်အဆင်အဆင်နေတော့အင်းနေရာတော့လည်းများတယ်ရောင်းလေးလေးနဲ့များတယ်ဆိုရင်လားဟုတ်တယ်အမေတို့ရဲ့အစုပ်ဖွဲ့လေးရတော့ကောင်းတယ်ဟုတ်တယ်လူရဲ့ပြဇာပြားမှာတော့တင်မလားရှောင်းရံတို့ရန်ကြီးတင်မလားရေပန်းစားမှာတော့ဒါမဟုတ်ဘူးလို့တော့ထင်တယ်အမေရှောင်းရံရတယ်တကယ်ကောင်းတဲ့ပလေးယာတယောက်ဖြစ်တယ်ပေါ့နော်ဟိုလက်ရှိမှာလည်း အဲအတင်းကြီးတော်တော်များများဒုက္ခပေးနိုင်တဲ့ player တယောက်ဖြစ်ပါတယ်အဲဒါရလင်းအရာဆိုရင်တော့ကျွန်တော်ဒီမှာอืมဒါနေ့တော့ထည့်ရတော့ဖတ်နေတယ်ကျွန်တော်တို့ဒီ tier list ထဲမှာပဲကျွန်တော်ရင်းလုံးထည့်ထားပါအောင်ကဲအဲ့တော့ကိုရဲနောင်ကျွန်တော်ကျွန်တော်စီထားတဲ့ tier list လေးကိုနေရှုပြောင်းနေတာ၄ဘိုင်းတိုင်းရှိသေးလားမရှိဘူးလက်ရှိကအဲ့ကိုခုနကဟုတ်တူလားပြန်ဒီလိုပဲဒီလိုပဲဘာလို့ဒီအရင်ဆုံး F10 နဲ့ကိုစပြီးပြောလိုက်မှလို့ရှင်လေဒီကန်နေစပြောလိုက်မှာကန်လို့ရှင်နေဒါလက်ရှိဒီ လက်ရှိမှာပေါ့နော်ဒီလွန်ခဲ့တဲ့ generation တစ်ခုအပြောင်းလဲကလာတယ်မှာ तू ကအကောင့်ဆုံးပဲပြီးရင် तू ရဲ့သူနဲ့လည်းနှီးကနေခဲ့ရတယ်ပေါ့ဒီမှာ तू ဒီဘယ်လိုမျိုးဒီ mentality ရှိတယ် तू ဒီဘယ်လိုမျိုးစိတ်ထားပြီးတော့လက်ရှိဒီသူ့ရဲ့ channel ကိုစော့နေလဲဆိုတော့အပါအဝင်မှာ तू ဒီ leadership တယောက်ဖြစ်လာနိုင်ရင်ရှိတယ်အလားအလာရယ်အရင်ကတည်းကတွေ့ကြရတော့ဘာမှမအောင်မရှိဘူးအဆိုင်ရပြီးတော့တခုရှိတာအခုတော့ तू ကနည်းနည်းလေးဒီပြိုင်ပွဲကလာနေမှာ तू မပေါင်းနာရတယ်အဲ့မဲ့ဒီလက်ရှိ LOD မှာသူ့ကိုပြန်ပြီးတော့မြင်နေတာ သူဘယ်လိုပုံစံမျိုးနဲ့ပြန်လာမလဲဆိုတော့အဲ့ဒါကိုလည်းတကယ်စိတ်ဝင်စားတယ်။အမအူသေးအမအူသေးအဲ့လိုမျိုးတဲ့မှာခြားလို့ဒီ OPR ရှိပြီမလဲကန်အောင်ဒါအမြော်လဲဆုံးမယ်ပေါ့နော်။ Delta ဘာမှငင်းငယ်မရှိဘူး။ဒါ AI ထဲမှာဆိုရှင်ဒီလက်ရှိတော့ဒီတကယ်ဟိုမှ AI ရလျှော်ရနေပြီးတော့ဟိုမှနောက်ထပ် S တိုင်ရလောက်မီးပါကတ်နေတဲ့ player တော့ဆိုတော့မယ်။ဆိုတော့ B မှာတော့ဒီရှောင်းရောင်တော့နည်းနည်းလေးတော့စဉ်းစားကြရတော့ရှိတယ်။ဒါဒီအာ A တဲ့ကိုလည်းထည့်နေတယ်။ဒါပေမဲ့အဲ့တော့နည်းနည်းလေးတော့စဉ်းစားကြတော့ခက်တယ်။ဒါပေမဲ့ကျွန်တော်တော့ A ရဲ့တော့ထည့်ပြီးလိုက်ချင်တယ်။သူဒီလဲဒီ experience တခုနဲ့ရည်တည်နေရလဲဖြစ်တယ်ပြီးတော့လည်းဒီချိုသောဘွဲတွေမှာလည်းတကယ်ဟိုမှာဒုက္ခဆက်ထားသောအသင်းကြီးတွေကိုလည်းပြီးနိုင်တဲ့ဒီဂျန်ဂလာကောင်းတယောက်ဆိုတော့သူ့တော့အေးရတော့ပြောင်းနေတယ်လောက်ပဲရှီသူနဲ့ပတ်သက်လို့ကတော့ဒါကတော့သူအချိန်ယူအောင်ပါပဲဘာမှအများကြီးတော့သူကတော့ကြာလို့မရှိဘူးကောင်းတယ်ဒါပေမဲ့အချိန်ယူအောင်လောက်ပဲโอเคဒါတော့အစီအရေးခြိုက်ပေါ့နော်ဟုတ်ပါတယ်ကျွန်တော်ဒီလက်ရှိပြောင်းလိုက်တယောက်ကတော့ဒါကျွန်တော်ခြိုက်ပေါ့โอเคဆိုတော့ SD ကြည့်ခဲ့တဲ့အရှိမလေးဂျန်ဂလိုင်းလည်းပြီးသွားပြီဆိုတော့ကျွန်တော်လက်ထက်မှာလည်းလက်ရှိမှာဒီ EHP ကိုလည်းရောက်နေပြီဆိုတော့ဒီ player တွေကောင်းလာလေအဲ့လိုဒီမှာတကယ်ဟိုမှာ အကောင်းဆုံးလက်စွမ်းနေပြမယ် player တွေပဲအော်ဒီ player တွေမှာပါတဲ့ player တွေပဲဘာလို့ဆိုတော့ကျွန်တော်ရဲ့ဒါဒီ data list ကိုလည်းဖြတ်ကြည့်လိုက်ကြတော့ဒါပထမဆုံးကတ်ကကြတော့ဒီ YG ကရင်ရဲ့ကတ်ပြကျွန်တော်ရင်ဆိုတဲ့ player နဲ့ပတ်သက်လို့ရှင်ရကြတော့သူဒီအဲဘယ်လိုလဲလက်ရှိ EHP ထဲမှာလုံးဝအများဆုံးပြပြီးတော့အာဒီ EHP carry ပုံစံမျိုးပါသူ့ကိုမြင်ရတယ်သူရဲ့ဒီ battery initiate လည်းပါမယ်ပြီးတော့ဒီ mechanic တွေပါရီကစားတော်တော်လေးကောင်းတယ် အဲဆိုတော့ဒီပြီးတော့ YG ဒီလောက်ထိ strong နေရခြင်းရတောင်းတနေရမှာတော်တော်လေးအရေးကြီးတဲ့ခံခံတာပေါ့ရဲ player လို့တော့မြင်မိတယ်ဆိုတော့ရှင်ကိုတော့ ESP နဲ့ဒီဟိုလက်ရှိနေပြင်းတော့နည်းနည်းအပြောင်းလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ရှင်ကိုကျွန်တော်တော်တော်လေးသဘောကျတယ်မှာပါသူ SP မှာအရင်ထားလိုက်မယ်ပြီးတော့မှပြောင်းလဲမှတော့ပြောတတ်တယ်နောက်ကပြင်အကြည့်လိုက်အောင်မယ်ဆိုတော့ T Brock ပါအာဒါ blaring up player ပေါ့နော်ဆိုတော့ T Brock နဲ့ပတ်သက်လို့ရှင်လဲသူကလည်းတော်တော်လေးတိုးတက်နေတဲ့အချိန်ဟုန်ကောင်းတဲ့ player တွေကတယောက်ပဲ အဲတချို့သောပွဲတွေမှာဆိုလို့ရှိရင်လည်းအဟိုဟိုနေရပါလေဟို AI နဲ့ပွဲမှာလာဆိုဖန်တီနောက်ကောနောက်ကနေပါဟိုပါလေဟိုအားလုံးနဲ့လိုက်ပါတော့ကြောက်ဆိုတော့အဲ့လိုမျိုးအကွက်တွေလည်းပြတယ်ဒါမဲ့ဒါကထားပါတယ်အားတော့ဒီပွဲတိုင်းတော့ပဲဟုတ်မယ်နော်ဒါမဲ့သူ့ရဲ့ playing style နဲ့လက်ရှိဒီ plotting ပြီးတော့ MS season 1မှာတွေပေါ့ T-Block တို့ Jory တို့ D-Cross တို့သူတို့ရဲ့အစုအဖွဲ့တော်တော်လေးအားကောင်းခဲ့တယ်ပဲဒီ top 4ထဲမှာလည်းပါဝင်ခဲ့တာတွေလည်းတွေ့ခဲ့တယ်ဆိုတော့လူငယ် player တယောက်အနေနဲ့ဒီလူမျိုးတို့ဒီ left side နေပြနေတဲ့ ESP Rover player တော့ S တဲ့တော့မသွားခိုင်းတာပြင်တို့တော့ A ထဲမှာပဲအရင် ွားထားလိုက်မယ်ကြိုက်တာတော့ရေးကြိုက်ဒီ block နော်ဒီ block ရဲ့ header တော့တည်ရမဒီ block အားတော့အဲ့မစပေးပဲပေးရမလားဒါမှမဟုတ်ရှင်အဲ့လိုမျိုးဒီ value ကိုစပြီးတော့ပဲသူကပဲစဖွင့်ပေးရမှာကြိုက်တာပြောလိုက်တော်တော်လေးကောင်းတယ်အနောက်တစ်ယောက်ကတော့ကျွန်တော်ဒီ Falcon ကလက်ရှိဒီ new goal ဘောနော် AC စောင်းနေ player ပါ တော့သူ့ရဲ့အပြောင်းလဲ situation ကြားထဲမှာစိတ်ပူရတာရှိတယ်။အဲသူဒီ team 7အနေပြီးစပြီးတော့ဒီနည်းနည်းလေးဖယ်ကွန်ဘက်ကိုပြန်ပြီးရောက်တဲ့အချိန်တစ်ခုမှာရိုးပါပြောင်းလာတယ်နည်းပို့ပါ။ရိုးပါပြောင်းလာ။အရင်တော့ jungle ဆော့ရဲ့ player တယောက်ပြီးတော့ EAP ရောက်တယ်။အဲ့ပြောင်းမှာအသင်းမှာထပ်ပြီးတော့မှ change နေဆိုတော့အပြောင်းလဲပြီးတော့ဖယ်ကွန်ဆိုတဲ့အသင်းကလည်းဒီလက်ရှိကာလာထဲမှာအပြောင်းလဲအကြီးမားဆုံးအသင်းထဲမှာလည်းပါတယ်။အဲ့တော့မှထပ်ပြီးတော့ကလူကထပ်ပြောင်းလာပြီလေ။ရှိတာဆိုတော့အဲ့တော့သူပြောင်းလာတော့တော်တော်လေးစိတ်ပူနေမိတယ်။ အဆင်ပြေပါမလားအဲ့ဒါမသားကြတာမကြတာဒါပေမဲ့ဖေကွန်ရဲ့အာဒီသူတို့ရဲ့ system လည်းကောင်းတယ်လို့ပဲပြောမလားတော့မပြောတတ်ဘူးသူကလည်းအရင်ကတည်းကကောင်းတာပြတတ် player တော်တော်လေးပွဲထဲမှာ performance အဆင်ပြေတယ်ပြီးတော့ဖေကွန်ကဒီလက်ရှိနောက်ဆုံးချိန်ဒီမှာလာသူတို့ဒီရှုံးခဲ့တာမျိုးတွေရှိဘလို့ကတော့စဉ်းစားပေမဲ့လဲပေါ့ချိန်ရ regular နောက်လျှောက်လုံးမှာ new ဘိုးကလည်းတကယ်ဟုတ်တယ်ခန်းကန်တာတော်တော်လေးကြီးတယ်လို့ပြောရမယ်ဆိုတော့သူ့လေစိုက်တော့ကြည့်ဒါပေမဲ့ဒီထဲမှာပဲခဏလေးတော့နေပြီးရောဟုတ်တယ်နေပြီးရော โอเคနောက်တစ်ယောက်ကတော့ဒါအားလုံးရဲ့အချက်တော်ဟိုဒီ organ D ပေါ့เนาะတော့ဒီနဲ့ပတ်သက်ရင်ဒီ message တွေမှာပြေးပြီးမြင်မိတာပါတယ်ဆိုတော့ဒီကဒီကခဏနေရစီးရက်ကလေးလက်ကြိုက်တယ်ဟုတ်တယ်ဆိုတော့ဒါတော့အချိန်ခုနကကျွန်တော်တို့ရှိမှာကျွန်တော်တို့ဒီခြားသောညီကိုပြောရလို့ပဲ M2 ကလာပါတယ်ပြတ်တန်းခဲ့ကြတယ်တကယ် old player တွေပေါ့เนาะဆိုတော့ဒါမဲ့ကျွန်တော်မှပြောစရာကျွန်တော်ကဒီလက်ရှိပြဿနာပေါ်ပြီးတော့ကြည့်ရတဲ့လူတွေမှာတော့ပါတယ်အဲမစော့တာတော့ကြာပြီ process မှာလည်းနည်းနည်းလေးပျောက်လည်းပျောက်နေကြတယ်ဒီဒီချိန်တော့တော့ဒါကောင်းခဲ့တယ်ဆိုပေမဲ့ပေါ့ တို့ကအရန်ကြိုက်တယ်ဒါပေမဲ့လက်ရှိမှာတော့ပွဲกว่าဒီကာလာဝေးกว่าတယ်ဆိုတော့အိုးကန်းမှာခုနကတော့ကျွန်တော်အရှိမှာကန်လေးပါတယ်ဒါပေမဲ့ကန်ကတော့ကျွန်တော်တော်တော်လေးအဲသူ့ထက်ပို့ပြီးတော့အများကြီးတပေါ်ကြရတယ်ပြည်ရဲမှာပါတို့ကတော့ပြန်ပြီးတော့ပိုဂရမ်ဝက်ပြင်နေတာဒါပေမဲ့ဒီကတော့ကျွန်တော်တော်လေးမပြင်မစောင့်ကြည့်ရမယ်ပုံစံမျိုးပေါ့နော်သူဘယ်လောက်ထိထက်ပြီးတော့ကြံ့အောင်မလဲပေါ့ဒါတော့တော်တော်ကြိုက်တယ်ပြီးတော့သူတို့ကတင်းဝက်ပန်းအောင်လည်းနေဆိတ်ပုံမိရလေးလည်းရှိတယ်ဆိုတော့သူ့တို့တော့အေးရဲမှာထားလိုက်ပါ ဒီနေ့ပတ်သက်ပြီးတော့အဲ့ M2B ရဲ့အချိန်မှာဒီ player ရဲ့ BG ဘက်က player ရဲ့ရောက်လာအဲ့တော့နားဝါကြတချို့ပြန်ခွဲဟုတ်တယ်အဲ့အချိန်မှာကျွန်တော်နှမျောမိတော့ D လို့ပြောတာဒီရဲ့အဲ့အချိန်တော့ကဒါဆက်ဆော့သွားမယ်ရှိခဲ့မယ်ဆိုရင်အဲ့တက်ပူအများကြီးပေါ့အဲ့တက်ပူပြီးတော့အများကြီးကျွန်တော်မျောလင်းနိုင်တယ်ပြီးတော့ MCB အချိန်မှာဆိုလို့ရှိရင်လည်းဒီရဲ့ performance ကိုကျွန်တော်မြင်တွေ့ရနိုင်တယ်ပေါ့အဲ့အချိန်ကြားရဲမှာကျွန်တော်ပျောက်သွားတဲ့အချိန်မှာကျွန်တော်နှမျောမိတော့သူလို့ပြောလို့ရတယ် အဲ့ဒီတော့တော့တို့တသိန်းလုံးကတော့ကောင်းရတာပဲဒါပေမဲ့ဒီကဲအဲ့လားအားကြပါလေအရှိမဒီဟို SC ပြောလို့ပြောတာတော့မဟုတ်ဒီကတခြားသူတွေနဲ့တော့မတူတော့မတူသူ့ရဲ့အဲ့ဒီ easy မှာဆိုလို့ရှိရင်သူ့ရဲ့ live stream ပိုင်းကသွားပြီးကြည့်လို့ရှိရင်ဒါအသိတာအသိတာကအရန်ဟိုမှာတော့ဒီ player ကြီးတော်တော်လေးကိုမှခဲလုတ်တဲ့နေမှာပါတယ်ပြီးတော့သူတယောက်တည်းလားဆိုတော့မဟုတ်ဒါတော့ easy ဆိုရဲသူတော်တော်များတယ်ကိုယ့်ရဲ့အသိန်းကိုလည်းလိုက်ပြီး check လုပ်ရတယ် file နေနဲ့လိုက်ပြီး comment မေးတဲ့ပိုင်းနေမှာဒါကကောင်းတယ်တကယ်တမ်းသူ့ကိုထားကြတာ S10 မှာထားကြတာပါလား။ဒါပေမဲ့ငါမှထားတာ။ငါတော့ဒီတဲမှာခဏလေးနေပြုံးပါတော့။ဒီလေဒီလေချက်ကြည့်လိုက်အောင်မယ်။ ဆိုတော့ဆမ်မြူရယ်ပါဆမ်မြူရယ်ရာယဝပလေယာအဲပုံမှန်လည်းပြောလို့ရှိရင်တော့အရန်ကြီးတော့တိတ်တဘောကြတာပြောတော့မဟုတ်ဘူးအဲလိုဝက်ချက်တော်လေးတော့ညာအောင်မလို့ခင်တယ်ဒါတော့ကျွန်တော်ကြာပြီသူဆိုရယ်ကွိုင်းအရင်ကတူပဲတူပဲအရင်ကွိုင်းနေနေနဲ့ကွိုင်းကွိုင်းဆိုတော့အဲအဲ့ဒီမှာတွေကကျွန်တော်သူ့ပါဒီအများဆုံးရှိဟီရို2កောင်3កောင်လောက်နေတော့တွဲပြီးတော့မြင်မိရလို့ရှိရဒါပေမဲ့ဆိုလိုချင်တာကဒီလက်ရှိမှာ Rio အနေနဲ့ကလည်းအဲ့လောက်ထိရရင် performance ကမထွက်ကြဘူးဒါတစ်သိန်းလုံးတဲ့အချိန်နေပေါ့သူတယောက်ထမတော့မဟုတ်ဘူးဆိုတော့နည်းနည်းလေးတော့လိုဝက်ချက်တော့ကျွန်တော်တော့ညာရတယ်မှာတော့ပါတဲ့ player ပါ အကြိုက်တော့ကြိုက်တယ်ဒါပေမဲ့တို့ကတော့ကျွန်တော်ဒီပီမာတော့ဟာဖြစ်ပါလိမ့်မယ်တို့ပါလဲတို့ပါလဲနော် okay ck 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 ကဘယ်လိုမျိုးပြောရင်ကောင်းမလဲဆိုတော့ ck ကတကယ်တမ်းကလေဘိုင်ဝမ်ဘွဲတွေမှာတအားကောင်းတယ်ဘိုင်ဝမ်ဘွဲဘာလဲဘိုင်ဝမ်ဘောလို့ပဲပြောမှာမလဲတို့ပါအဲ့တော့ဒါကမကင်းနေကောင်းလို့ဖြစ်တဲ့ကိစ္စလေဘိုင်ဝမ်မှာကောင်းတယ်ဆိုတာလေဆိုတော့တင်းဝပိုင်ဆိုင်ရာမှာလည်းဒီ team 7လက်ရှိ regular season ဒီတစ်လျှောက်လုံးကို7 team ပဲ number 1 2 1 2ချိန်ပြီးတော့ဖဲကွန်နဲ့အကြိမ်ကဲနေတဲ့နေရာမှာလည်း ဒီ player တွေကအကန်းအရေးကြီးတယ်ပြီးတော့အဲ့ team seven ကဒီ season မှာဘာမှမသိတော်တော်ကြောက်ကြောက်ကောင်းအောင်မကောင်းတာသူတို့ရဲ့ပြခဲ့လက်ဆောင်ကိုပြောတာဒါပေမဲ့ဒီလက်ရှိအခြေအနေကတော့သူတို့ရဲ့ညီနောင်လေးနဲ့ lower bracket တော့ရတော့ရောက်တာပေါ့နော်ဒါပေမဲ့လည်းတော်တော်ဒီ CKO ကြိုက်တယ် CKO ကြိုက်ဒါပေမဲ့ SM မှာတော့ဒီလေပေါ့ထားမှာတော့မဟုတ်ဘူးသူဒီလေတက်ပြီးတော့မှအများကြီးတော့စူးစမ်းအောင်မယ် player တယောက်အနေနဲ့တော့မြင်မိတာပဲဆိုတော့ team 7လက်ရှိမှာကောင်းနေတာလေလေမြင်မိရဆိုတော့ဒီလေပေါ့တော့ A တွေပဲသွားအောင်မယ် player 20တော့ပြီးတော့ထည့်ထားမှာပဲပေါ့အဲ့တော့ မန်စီတော့ရောက်လာโอเคမန်စီကျွန်တော်တို့အချက်တော့ဇီပီရဲ့ညီလေးပါဇီပီရဲ့ညီလေးတော့ဇီပီရဲ့ညီလေးလက်ဖြစ်တယ်ပြီးတော့ AI ဟိုရဲ့တွေ့လိုက်တယ်အဲ့တော့ player တွေကသူတို့ဒီပိုင်နိုင်တဲ့ hero တွေဆိုလို့ရှိရင်အရန်အောင်မှာ confident တော်လေးရှိတယ်အဟိတ်ကပ်လည်းဖြည့်ပါသေးမယ်မသိဘူးဘာကြောင့်ဒီ Alice တကောင်နဲ့ပြေးတာတကောင်လည်းပဲကင်တယ်လို့ရှင်းတယ်ဒါပေမဲ့အဲ့ဒါတွေကလောကဘယ်လိုရမလဲဟိုဟာစတာပါနေပြရမယ်လေအဲ့တော့သူတို့ကအေးအပြင်ပွဲပေါ့စသဖြင့်သူ့အမြင်တော့အရန်စိတ်ပူတာအဲ့ဒါလည်းအပြင်ပွဲတစ်ခုပါပဲ ဂျင်မဲတခုမှာတော့အဲ့ဒီမဟုတ်နည်းနည်းလေး OBS နဲ့လာမျိုးသူ့ကိုစပြီးတော့တွဲပြီးတော့ကျွန်တော် message ထဲမှာမြင်မိတာအစားဒီ state pressure တွေပါရှိမယ်လို့ထင်ထားခဲ့ပြီမယ်ဒီကလေးကတော်တော်လေးငယ်သေးပြီမယ်လေလုံးဝ state pressure မရှိဘူးနည်းနည်းပေါ့ကသူ့ဘက်သူ benefit ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့အတွင်းထဲမှာပေါ့အပြင်မှာလုံးဝအားမျိုးကြီးမမြင်ရဘူးပြီးတော့စင်မမလည်း performance ကတကယ်ပြတယ်အသင်းအတွက်လည်းအရေးကြီးရဲ့အာဒီချိုးတော့ battery တွေကိုလည်းသူကိုယ်တိုင်ကဥဆောင်ပြီးတော့ဖန်နေပေးနိုင်ပြန်တယ်အများကြီးလည်းရှိတယ်အနာကမှအလားလားအများကြီးကောင်းမဲ့ player တယောက်ပဲ ဆိုတော့အနာကတ်မှာပြောတာပေါ့အနာကတ်ပေါ့အခုလက်ရှိကတော့အေးတဲ့ဘက်သွားတာပေါ့ဟုတ်နောက်ဆုံးတစ်ယောက်ပါအားလုံးလည်းသိပါဒါတော့ Ramic ပေါ့ Ramic ဒါတော့ Fego Ramic ကြားလာပဲจ้าล่ะเนาะจ้าล่ะจรเราจรแคสซามผิดกินเนี่ยตูซ้อมไม่ได้เนาะโอ้โหเอาล่ะจรแคสซามผิดกินแคสซามผิดกินเนี่ยตูอ่ะ NBA NBA ซ้อมไปแล้วตูอ่ะไปซ้อมเนี่ยเอ้ไอ้คิดมาเนี่ยก็เลยก้าวเกเรเพลเยอร์ดีเล็กสิ စီဒီဘာလဲဝင်းကျင်အထိလည်းအကောင်းဆုံး player တွေကတယောက်ပဲ ASP မျိုးမှာသူစော့နေရတယ်ရန်လည်းကြာပြီ performance ကလည်းပြရတယ်။အာကနေဟင်ကနေနဲ့အာဗလီလိုပေါင်းနဲ့တွေ့ခဲ့တဲ့ပွဲတွေမှာဆိုရင်လည်းဒီထိန်းခဲ့တဲ့အကွက်တွေကလည်းတအားမကြောက်ကြကောင်းတယ်။ဆိုတော့ကိုမျိုးကြီးပြောတာတော့မဟုတ်ဘူး။ Legend list ထဲမှာပါနေပြီ။သူဆိုတာလည်းအဲ့တော့ကျွန်တော်တို့ဒီ O player တွေပဲ D တို့ခုနကပြောတဲ့အာဒီလိုတဲ့မှာဒီမြန်မာနိုင်ငံမှာရှိနေတဲ့ O player တွေထဲမှာလည်းပါတယ်။ဆိုတော့သူ့ကိုလည်းငင်းငင်းနဲ့ပြင်ပြီးတော့လည်းမျောလဲမျောလဲမျောလဲနဲ့ကြိုက်လားဆိုရင်လည်းကြိုက်တယ်။ အနာဂတ်တွေပါရတော့သူတို့ဘက်ကဟိုတာနာဂတ်ရှိမှာနာဂတ်ကတော့နည်းနည်းကျန်းဝေးသွားပြီဆိုတော့အနာဂတ်တွေမသွားတော့ကျွန်တော်ဒီလက်ရှိပြဿနာပေါ်မှာတော်လေးသဘောကျနေစဲပလေးယာတွေရတယောက်ပဲပေါ့နော်ဆိုတော့သူ့ကတော့ F10 မှာထားလိုက်မယ်အဲ့တော့အပြောင်းလဲလုတ်ချင်လားလို့ခုပေါ့ကိုပြန်ပြီးတော့မေးလို့ရှင်ဒီ list ကိုကြည့်ပြီးတော့အပြောင်းလဲတော့လုတ်ချင်တော့လုတ်ချင်တော့ကျွန်တော်ကလုတ်ချင်တယ်ဟုတ်ကဲ့လုတ်ချင်တယ်တယောက်ပဲလုတ်ချင်ဟုတ်ကဲ့ Messi ကိုပို့တင်ထားတယ်အေးတင်တဲ့မှာဘာလို့လဲဆိုတော့ ခဏလို့နှစ်ချက်အချက်နှစ်ချက်ရှိပထမချက်ကလို့မက်ဇီကဟိုအရေးကြီးတဲ့ခန်းကဏ္ဍတစ်ခုမှာသူကရောက်လာအဲကျွန်တော်လူငယ်တယောက်အနေနဲ့ကလေးတယောက်အနေနဲ့ဆိုရင်သူ့ရဲ့ခန်းလာရဝင်ရကြည့်ပဲကလေးနဲ့ဟိုဘလိုက်နဲ့ဘလိုက်ဘာလို့ဆို AI ကအဲ့ချိန်ဒီကနေ့ရင်းနေရန်ကျန်းနေတဲ့အချိန်ထောင်နေတဲ့အချိန်ကြာပေါ့အဲ့ထောင်နေတဲ့အချိန်မှာသူကအဲ့နေရာရုပ်ဝင်ဆိုတာချာဟိုရှူရှောင်းသွားဆော့မယ်ဆိုရင်အာအောက်မှာလာပြီးဝိုင်းဝိုင်းကြည့်ကြရမှာပဲတည်တော့သူဆော့ဝင်နေတဲ့ feedback လည်းကောင်းအောင် ကောင်းနေကျွန်တော်ပြီးသွားရင်အဲ့ဟာလေ consistency လေးရပုံမှန်လေးရှိလာတော့အဲ့ဟာကိုကျွန်တော်နောက်ထပ် stage တွေမှာ pressure ရှိမလားလို့ကြည့်ရတယ်။ဒါပေမဲ့ဟိုပဒန်းအဲ့ကိုရဲအောင်ပြောလို့ four years နဲ့မြင်ခဲ့တဲ့ဘွဲရှိပြီးတော့ကျွန်တော်ပဒန်းကိုလည်းဘွဲရှိဟုတ်တယ်ဟုတ်တယ်။ stage မှာရောက်မှာ performance ပို့ထွက်တယ်ပို့တော့ထွက်တယ်ဟုတ် ရှေ့ရှေ့ကပွဲစဉ်ဒီမှာဆိုရင်ဒါပဒန်းဆိုလို့ရှိရင်ဖလီကာအဲ့ဒီဖလီကာဒါကိုးတဲ့အကွက်ဗျာအဲ့ဒါရှေ့ကပွဲစဉ်ဒီမှာတိတ်မတွေ့နေအဲ့အပြင်ပွဲစဉ်တွေ offline ပွဲစဉ်မှာဆိုကျွန်တော်တွေ့ရတယ်အပြင်မှာဆိုလို့ရှိရင်တို့ညီကိုနေရာတို့အဲ့တခုပဲတော်တော်ကောင်းတယ်လားညီကိုနေရာတို့ကတကယ်ကောင်းတာတို့ဘက်တို့ဒီပုံမှန်ကမ်တို့ဒီဘာလဲဒီ online match တို့မှာဆိုလို့ရှိရင်ပုံမှန်တော့ပဲဒါပေမဲ့အဲ့ဒီ state ကိုရောက်ပြီဆိုရှင်တို့ကအဲ့အရင်တော့မြင်ခဲ့ရတယ်ပြောခဲ့ပုံနဲ့ပြောင်းသွားတယ်တို့တော့အရင်တော့အပြင်မှာတော့ဒါတိတ်ပြီးတော့ကျွန်တော်လည်းဒီဘက်နောက်ပိုင်းတော့တိတ်တယ်မတွေ့ပြဘူးဆိုနေမယ်တို့ရဲ့အကူကတော့ဒေါ်လေးချင်းကြီးကဆိုတော့လူလူပဲ ဟိုဟိုဘာလဲစပီတီတီလေးပေါ်ပေါ့ပြန်ပြီးကြည့်နေရဆိုပဲဒီကောင်တကယ်ကျမ်းတာတဲ့ဗျာကောင်းပါလေတော့လေကျွန်တော်လည်းမနာတော့လို့ပဲတကယ်ဒီနာခဲ့မှာအများကြီးအများကြီးဖြစ်လာနိုင်နေရှိရပေးရလို့ဆိုတော့ဟုတ်တယ်လေသူရောက်သူရောက်လာလို့လည်းနည်းတဲ့မှာတခြား carry player တွေဖြစ်တဲ့ leader တို့ပါအောင်လည်းနည်းနည်းဝင်တော့ဝင်တော့ရော့သွားတာမဟုတ်ရင်ဟိုဒီခုနောက်ပိုင်းဆိုတာသူ analyst တွေစော့ပြရတဲ့ဘိုင်းတကယ်ဟိုအောက်က audience pressure တန်နေနေနည်းတဲ့ယူမမှုတော့ပုံမှန်ဟိုကအားဝိုင်းပုံမှန်ပွဲပွဲလိုပဲဆော့နေတာဘောလို့ပဲဟုတ်တယ်ဒါလည်းဒါလည်းဘောလို့ပဲ ဟုတ်ကျွန်တော်ရဲ့နော် SB လေးနဲ့တိုင်နေသေးပါအားလုံးလည်းတိုင်မလို့ပါပါဘူချင်းရဲ့ရီကူမောင်မားရဲ့ပုံတော့ကျွန်တော်တို့ပို့လို့ချင်တယ်ဆိုလို့ရှိရင် e-sport award ဘိုင်အလိုဒီမှာ support လုပ်ချင်တယ်ဆိုလို့ရှိရင်ဟုတ်ကဲ့ drama အုံးအနေနဲ့ united singer ကိုအသုံးပြုပြီးတော့ဒီ1003ဆိုတဲ့ဒီ hotline number ကို sms ပို့ပြီးပို့ပြီးတော့အားပေးနိုင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါခင်ဗျာ